ိုင်နီဝေထံကငွေသိန်း30ကိုပြန်မြူတော့ပေမဲ့လည်းအကောင့်တူတွေနဲ့သတိပေးခံနေရတဲ့မရှားထံတွေခိုင်နီဝေနဲ့မရှားထံတို့ရဲ့သိန်း30ကိစ္စဟာတနိုင်ငံလုံးကစိတ်ဝင်စားမှုရှာနေပြီးတော့အဆုံးသတ်မှာဘလို့ဖြစ်သွားလဲသိချင်းကြပါရီသိန်း30ပိုင်ရှင်မရှားထံတွေကတက်တဲ့ထောက်ထားခိုင်ခိုင်မာမာနဲ့သူရဲ့ငွေသိန်း30ကိုရှမ်းများစွာကြောင်းအောင်တောင်းနေပေမဲ့ပြန်မရခဲ့ပါဘူးမရှားထံတွေကအကောဖြစ်သူ ကိုဝေသူရဲ့ဘဏ်ကောက်ကိုယူသုံးထားရတာဖြစ်ပြီးဂွေမာလွဲတတာကလည်းဖြစ်လေဖြစ်တာရှိကြပါသည်။မေလာ9ရက်နေ့ကလေးကအဖြစ်ရှင်းလာတဲ့ကိစ္စဖြစ်နေတဲ့ပြင်ကုန်ဝေကိုပြန်ရအောင်ခိုင်းရပြီးတော့တောင်းနေရတဲ့ဖြစ်ကိုရှက်လာတာကြောင့်မရှားထက်တွေကတော့ငွေကိုဆုံးရှုံးခံလိုက်ပါတော့တယ်။ဒီကိစ္စကိုရက်လိုက်ပြီးဖြစ်ပေမဲ့လည်းတပတ်မှာတော့မရှားထက်တွေကိုအကောင့်တူတွေကလာရောက်တရီပေးနေကြပါသည်။ အကောင့်စစ်ကိုမသုံးမင်းလာရောက်ချင်းချောက်တဲ့တွေသူ့မှာလည်းစိတ်နှောင့်ယှက်တွေ ဖြစ်နေရပါရင်ချင်းချောက်စာတွေလည်းပို့ကြတဲ့ပြင်ခန်းနူးဝေကိုအမိပြုကနမေကြည့်အောင် လုပ်တယ်လို့ပြောခန့်နေရပါရင်ဒါကြောင့်ဒီစာတွေကိုဘသူကပို့ရလဲဆိုတဲ့ချက်ကစိတ်ဝေစားစရာဖြစ်လာပါရင်မရှားတဲ့နေကတော့အထည်လုပ်ငန်းကိုပဲလုပ်ကင်နေတာဖြစ်ပြီးတရားမဝင်အလို့ဥပဒေနဲ့မကင်းလို့တဲ့အလို့တွေကိုမလုပ်နေပါဘူးအသက်ကြီးတဲ့မိဘတွေကိုသူ့ရဲ့ငွေနဲ့ရှာဖွေကျွေးမွေးပြီးတော့စူးစမ်းနေတဲ့တာမန်မျိုးသမီးတယောက်ပဲဖြစ်ပါရင် သူ့ရဲ့နောက်ဘက်မှာမိဘတွေကလည်းမိကိုအားထားနေရသလိုသူ့ကိုအားကိုးနေရတဲ့ဝန်ထမ်းတွေလည်းရှိပါသေးတယ်။ဒါကြောင့်သိန်း30ကိုလည်းပြန်မတောင်းတော့ဘဲနဲ့အလုပ်ကိုပဲအအောင်ဆက်လိုက်တာပါ။သိန်း30ကို ြည့်မယူပြန်တော့လေခိုင်နေဝေကိုကြောင်းမဲ့ပြဿနာလာရှာရည်ဆိုပြီးတော့ပြောကြပြန်ပါတယ်။ငွေပြန်တောင်းတဲ့အချိန်မှလည်းလူလိန်ဆိုပြီးတော့ဆွဆွဲတာကြောင့်မရှားထန်တွေဟာသူ့ရဲ့နေသားတခုကိုလည်းပြလိုက်ပါတယ်။သူ့ရဲ့ထဲကျုပ်လုပ်ငန်းကလည်းကြီးမားတယ်လို့စိုက်နေလဲဖွင့်ထားပါတယ်။တနေ့ရောင်းအားကမနေ့ပြင်မဲ့လေချွေးနေစာနဲ့ရှာထားတဲ့ငွေဆိုရင်တော့နည်းနည်းများများတန်မိုးထားကြပါတယ်။ဒါကြောင့်မရှားထန်တွေကမှားပြီးတော့လွှဲမိတဲ့ငွေကိုပြန်တောင်းတာဖြစ်ပါတယ်။မလဲမိတာကလည်း foundation ကောင်တွေကိုမဟုတ်ဘဲခိုင်နေဝေရဲ့ကိုပိုင်ကောင်တွေဖြစ်ပါတယ်။ငွေမလဲမိတဲ့ကိစ္စတွေ ကဖြက်လေးဖြက်ထားရှိပြီးခိုင်နှင်းဝေလောင်နမဲမကြီးတဲ့သူတွေတောင်မှအလွယ်တကူဖြည့်ရှင်းနိုင်ကြပါတယ်။အခုတော့ခိုင်နှင်းဝေရဲ့အချို့သောပရိသတ်တွေကမရှောက်တဲ့နေကိုလာရောက်ပြောဆိုနေတာကြောင့်နောက်ထပ်လာမပြောကြဖို့တောင်းဆိုနေပါတယ်။မထင်မှန်ထားတဲ့ပြဿနာကြောင့်လူရောစိတ်ရောပင်မဲ့ပြီးငွေလဲပြန်မယူတော့ပဲနဲ့အဆုံးခံထားပေမဲ့လေခိုင်နှင်းဝေရဲ့ပရိသတ်တွေကတော့အပြီးဆုံးနိုင်ဖြစ်နေကြပါတယ်။မရှောက်တဲ့နေကလည်းသူရဲ့ငွေသိန်း30စုံသွားတာမှန်ပေမဲ့လေသူရဲ့ကိုကျင်းတရားမှန်ကန်ကြောင်းကိုအားလုံးကသိမဲ့ပြုထားပြီးသားပါ။ သူများရင်ဝေကိုလိုချင်တာမဟုတ်ဘဲနဲ့ကိုပိုင်ဝေကိုပဲပြန်လိုချင်တာကြောင့်တောင်းမိမယ်လေအခုတော့အလုပ်ပဲပူကျိုးစားနေပါရီခိုင်နေဝေကတော့ဒီကိစ္စတွေပြီးရဲ့နောက်မှာခင်မုန်းဖြစ်သူကြောင့်လည်းရှက်တွေကြွရပြီးအဲ့ရတဲ့လဲနေပါရီအချို့တွေကတော့ခိုင်နေဝေဟာလူအများရဲ့မြေတားကိုပြင်ရချင်တာကြောင့်ပဲနူသွေးလုတယ်လို့လည်းပြောနေကြပါရီဝေပြန်မယူတော့ပဲကိုလုတ်ကိုစူးစမ်းနေတဲ့မိန်းကလေးကိုအကောင့်တူရည်နဲ့လာရောက်ပြောဆိုနေတဲ့အတွက်သူ့ရဲ့ဖြစ်ကတော့ငွေလဲစုံစိတ်လဲညစ်ဖြစ်နေရပါရီ ပရိုက်တာလုတ်တွေကိုလောက်ကင်နေပေမဲ့လည်းမျက်နှာပုံမှန်တွေပေါ်လာပြီးနောက်စိတ်ယုံတရားတဲ့အထိဖြစ်သွားခဲ့ရတဲ့ခန်းနေဝိတ်ကိုပရိသတ်ကြီးရောယုံကြည်သေးရလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။